ခဲ့တဲ့3ရက်2025ခုနှစ်မေလ12ရက်နေ့မှာစကိုင်းတိုင်းဒီဘေးညိုနေမှာရှိရကျွန်တော်အိုးတိန်တွင်းလို့လည်းပြောတယ်။အိုးထိန်တွင်းလို့လည်းခေါ်ရဲရွာကဘုံကျဲတိုက်ခိုက်ခံခဲ့ရပါတယ်။ဒီမှာစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုပေါ့နော်။အဲ့တော့ဒီဘုံကျဲတိုက်ခိုက်မှုမှာဒီစာတင်เจ้าကိုအဓိကထိမှန်ပြီးတော့အဲ့ချိန်မှာစာတင်နေတဲ့ကျွန်တော်ចောင်းဆရာမနှစ်ဦးပါဝင်ကလေးတွေနော်ဒီမှာမှခန္ဓာကိုယ်တစ်သိပ်တစ်ပိုင်းဖြစ်သွားတဲ့နော်ရုပ်အလောင်းတွေအပါအဝင်ဒါတိတ်ဆုံးနေသူလူပေါင်း20ကျော်ရှိပြီလို့လေကျွန်တော်တို့ဒါ ဟိုမီဒီယာတွေမှာဖော်ပြချက်အရာကျွန်တော်သိရပါတယ်အဲ့တော့စစ်တပ်ကဒီလိုလေကြောင်းဖုံးကျဲတိုက်ခိုက်မှုတွေကိုလောက်လာတာကျွန်တော်ဒီຫນွေဥတော်လိုင်းကာလာတွေမှာဆိုရင်လည်းအချိန်ပေါင်းအများကြီးပဲတရားခင်ဗျားတို့လည်းသိပြီးသားအတိုင်းပဲနေရာအနှက်เนาะကျွန်တော်ကချင်ဒီနယ်ဖားကန့်အနန်ကွေเนาะအနန်ပါเนาะအနန်ပါเนาะသခိုင်းတိုင်းမှာဆိုရင်ကျွန်တော်ဒီပေးရင်ကလက်ရက်ကုံเนาะနောက်တစ်ခါကျတော့ရင်မောင်တိုင်းเนาะဒီလိုရွာတွေကိုလေဒါလေကြောင်းတွေဝင်းအောင်စီးနေတာเนาะဟိုရဟိတ်အနေနဲ့တိုက်ခတ်တာ ဒါမျိုးပုံစံမျိုးစုံနဲ့မြန်မာစစ်တပ်ကလူခွင်ရေးချိုးဖောက်မှုတွေစစ်ရဆုမှုတွေတော့အချိန်ချင်းအဖန်ဖန်တသမထဲသုံးဆွေးနေတဲ့လူဖွဲ့စည်းပေါ်မှာစနစ်တကျနဲ့ကျွန်တော်ကြေကြေတက်တက်ဒီလိုဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေခြင်းကလေဒါလူသားမျိုးတွေပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအဖြစ်သတ်မှတ်နိုင်ပါတယ်ဒီလိုဘုံကျဲတိုက်ခိုက်မှုတွေက ျွန်တော်တို့ຫນွေဥတော်လိုင်းရဲ့အစပိုင်းနေရာနေတာဒေါ်လိုင်းအေယာစုရဲ့ရှိတဲ့နေရာတွေမှာအရက်သားเนาะနောက်တစ်ခါကျတော့ဒီဒေါ်လိုင်းအေဒီဒေါ်လိုင်းလက်နက်ကင်နာတဲ့ဒေါ်လိုင်းအေယာစုဒါမျိုးကိုခွဲခြားခြင်းမရှိဘဲနဲ့တော့မဟုတ်ကျွန်တော်နည်းနည်းထပ်ပြောလို့ရသည်ရည်ရွယ်ချက်ရှိရှိသူတို့ရှေ့ပိုင်းမှာနှစ်ပေါင်းများစွာဒီမှာစစ်တပ်ကဒီလူကိုရချိုးပေါမှုတွေစစ်ရဆွေးမှုတွေကိုကျူးလွန်တယ်လို့ပဲသူရည်ရွယ်ချက်ရှိရှိနဲ့ဒီတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နေရာတွေတော်လိုင်းအင်အားစုတွေပေါ်မှာထောက်ခံအားပေးမှုရှိရလို့ ထင်တဲ့နေရာတွေအပေါ်မှာရှိတဲ့အယက်သားတည်သူတွေအပေါ်မှာတွားတာရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေပဲဖြစ်ပါတယ်အဲ့တော့ဒီအခုငလင်ကာလပေါ့နော်ဒီကျွန်တော်တို့ match line 28ရက်နေ့ဖြစ်ခဲ့ပြီးရနောက်ပိုင်းမှာဆိုရင်ဒါအဲလန်နကိုင်တော်လိုင်းအင်အားစုတွေကိုညီမစစ်တပ်ကိုအတိခတ်ရစေးတွေကြီးညာကြတယ်အဲဒါပေမဲ့ကျွန်တော်တို့တိုက်ပွဲတွေကတော့ထစ်နေတာပဲညီမစစ်တပ်ဆိုရင်ဒီအခုဒီနောက်တစ်ခေါက်တပန်းတိုးထားတယ်ပေါ့နော်ကာလာအတွင်းကိုလေချောင်းတိုက်ခိုက်မှုဟာဒါအကျဉ်း30နီးပါးရှိပြီလူ60လောက်เนาะအယက်သားတည်သူ 90လောက်တည်ဆုံးခဲ့တယ်လို့လေဒါ BBC ရဲ့မှတ်တမ်းနေ BBC ရဲ့ဖော်ပြချက်အရာလေကျွန်တော်တို့သိရတယ်ဗောနော်အဲ့တော့ဒီလေချောင်းနဲ့တိုက်ခိုက်မှုနော်ဘုံကျဲမှုနော် Jet Fighter တွေနဲ့နော်ဒါဘုံကျဲတာကျွန်တော်တို့နောက်ကျွန်တော်အရက်ခေါ်ခေါ်ကြရရှိရပဇင်းနေနဲ့ပြစ်တာစသည်ထင်ဗောနော်ဒါမျိုးတွေတိုက်ခိုက်မှုတွေကကျွန်တော်တိုင်းဒီမှာဒီစင်နာရှင်ကိုတော်လှန်ရေးအတွက်အဓိကအတားအဆီးတစ်ခုဖြစ်နေတာလေအားလုံးအသိပဲဒါအခုကျွန်တော်ပြောနေတဲ့အချက်တွေမှာလည်း ဘာမှအသက်ဆက်မပေါဘူးတော်လန်တည်သူတွေတော့ဒါတိပ်ပြီးသားအချက်တွေပါပဲဒါမဲ့ဒီဟာကိုဒီလေချောင်းတိုက်ခိုက်မှုကိုကျွန်တော်ရက်ဆဲသွားဖို့နော်လေချောင်းတိုက်ခိုက်မှုကိုကျွန်တော်တော်လိုင်းအင်အားစုတွေအနိုင်ယူဖို့လှုပ်ဆောင်ကြတဲ့ကိစ္စလေးအများကြီးပါဥပမာဆိုရင်ကျွန်တော်တို့ဒီကျွန်တော်ကွင်းစင်းမှုတွေနော်ဒီတော်လိုင်းအင်အားစုတွေတော်လိုင်းထိန်းချုပ်နေရာတွေကိုကျွန်တော်ရောက်တဲ့အခါတွေမှာကျွန်တော်အစ်မရှိတဲ့ ရဲဘော်တွေမိတ်ဆွေတွေနဲ့ကျွန်တော်စကားအများတက်ပြောတစ်ပြီဆိုရင်ကျွန်တော်တို့ဘာတွေသိရလဲဆိုတော့တို့ရဲ့တဦးချင်းဒီဒီလေချောင်းတိုက်ခိုက်မှုကိုဘလို့တန်အနိုင်ယူမလဲပေါ့ဒီမှာစစ်တပ်ဖို့တွေးဆချက်တယ်လေကျွန်တော်တို့တွေ့ရတယ်တချို့လူငယ်တွေဆိုရင်ဒါတို့စဉ်းစားချက်ကဒီလေရင်ပြေးလန်းတွေကိုဖြက်စီးမယ်အဲတချို့ကကြတော့ဒီလေရင်စီတော်လောင်ကန်တွေကိုဖောက်ခွဲမယ်အဲတချို့ကတော့ဒါဘလို့ပြောမလဲ ဒီလေရင်ကပြေးလန်းပေါ်ကမတက်နိုင်အောင်လုံနိုင်ဖို့လိုအပ်တယ်ဆိုရင်တွေးဆချက်တွေနဲ့လှုပ်ဆောင်တာတွေလည်းရှိပါတယ်။ဒါအပြင်ဒီလေချောင်းတာဝါတိုင်းတွေကိုကျွန်တော်တိုက်ခိုက်တာအဲ့မှာရှိတဲ့ဒီ network တွေကို hack တာဒါမျိုးတွေလုပ်ဖို့လေစဉ်းစားကြတယ်ဒီသူတွေရဲဘော်တွေတော့လူငယ်တွေကျွန်တော်အများကြီးတွေ့ရတယ်။အဲ့တော့ အခုဒီမှာဆိုရင်ကျွန်တော်တို့လေချောင်းအတွက်ကျွန်တော်အားထုတ်ကြပါတယ်မလုပ်ကြတော့မဟုတ် အားထုတ်ကြတယ်အပြင်းထန်ဟောပဲเนาะတစ်ဖက်မှာဆိုရင်ဒါကျွန်တော်တို့ဒီသွေးစွန်းငွေထက်တော့ရေးစီမံကိန်းပေါ့เนาะဒီ black money campaign ဆိုတာလည်းရှိတယ်ဒီကနေပြီးတော့ကျွန်တော်တို့ဒီစစ်တပ်ကလေရင်စီတက်ထောက်မှုเนาะစစ်တပ်ကိုလေရင်စီသွင်းတာရော့ချသွားဖို့အတွက်လေတို့နီလန်ညားသာနဲ့ဒီဟို DD ဆိုင်ရာမှာဒါ advocacy တွေလုပ်ကြတယ်ကမ်ပိန်းတွေလုပ်ကြတယ်နိုင်ငံတကာမှာရှိတဲ့တန်ယုံနေเนาะနိုင်ငံတကာအစိုးရ အဖွဲ့တွေအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေပေါ်မှာတိုက်တွန်းတာလုံဆိုတာကြီးလေလုံနေလေရှိပါတယ်เนาะဒီမှာဆိုရင်လေဒီလေရင်စီကိုမတင်သွင်းဖို့เนาะဒါဟိုထက်တောက်တဲ့အပိုင်းတွေလေရှိလာပါပြီဒါပေမဲ့ဒီစစ်တပ်ကသူ့ရဲ့ကြိုးတော့တော့ခံရှိတဲ့သူ့ရဲ့မဟာမိတ်အင်အားစုတွေစီကနေတော့ဒီလေရင်စီတွေရရှိနေတော့မယ် ဒါအပြင်ဒီငလင်မှာထစ်သွားပြီးရဲ့အပြောင်းလေးနောက်ပိုင်းမှာသူကနိုင်ငံတကာနဲ့ပိုထိတွေ့ဆက်ဆံလာရတယ်။နိုင်ငံတကာအလူငွေတွေအများကြီးသည်လေသူ့လက်ထဲရောက်သွားတဲ့အခါမှာတော့သူကဒီလိုသူ့ရဲ့လေရင်စီအပါအဝင်လက်နက်ထောက်ပံ့ရေးလုပ်ငန်းတွေကိုဒီပတ်စံနေနေလင်းလုပ်နိုင်နေဆိုတော့လေဒါခင်ဗျားတို့ကျွန်တော်တို့အားလုံးသိပြီးသားပါ။အဲ့တော့တစ်ဖက်မှာဆိုရင်လေဒါ NUG ပေါ့နော် NUG လို့ပဲကျွန်တော်ပြောမယ်။ဟိုစနစ်တကျကျွန်တော်ဟိုတိတိကျကျစနစ်တကျကျွန်တော်သုံးသပ်မှာမဟုတ်ဘူးဒါ NUG တော့ဒါကျွန်တော်ရထေးရွာထဲမှာပြောကြတယ်ဒါ အဲ fundraiser တွေရှိကြတယ်သူတို့တွေကနေပြီးတော့ကျွန်တော်ဒါ project dragon flying ဆိုပြီးတော့ဒီလေရင်ကြောင်းရံကိုကာကွယ်ဟိုတန်လီပြီးတက်ခတ်ဖို့ပေါ့နော်ဒီလေရင်တွေကိုတက်ခတ်ဖို့ဆိုပြီးတော့ရန်ကုန်ဝေရှာဖွေတာတွေလို့ကျွန်တော်တွေ့ရတယ်2.2 million ဆိုလားမသိဘူးသူတို့ကောက်ခံရရှိအဲ့လို sorry ဒါပေမဲ့ခဏလုံးကျွန်တော်သိထားမယ်အချက်အတဲလကဟိုလွယ်လွယ်ကူကူပဲဒီ2.2 million နေလေလေကြောင်းရံကိုမကာကွယ်နိုင်ပါဘူး เนาะဒီကျွန်တော်တို့ဒီပခုံးထန်းနဲ့လင်ပြည့်လက်နက်တွေကျွန်တော်တို့ဝယ်လို့ရကောင်းရလိမ့်မယ်ဒါမဲ့လည်းဒါနိုင်ငံတကာအခြေအနေတွေနိုင်ငံတကာဆက်ဆံရေးလုံခြုံရေးအခြေအနေတွေရဒါဒီကိုအခွင့်အလမ်းဘယ်လောက်ပေးမှာလဲဒါမို့ ဒီလေချောင်းကာကွယ်ရေးစနစ်တစ်ခုဆိုအတွက်ဆိုရင်တော့ဒီပတ်စံဒီဘာမှမဟုတ်တဲ့ပတ်စံပဲအဲသူတို့ဒီပတ်စံလေးလေးဒါတကူတော်လန်ရေးတည်သူတွေကြားထဲမှာအငင်းခုံတွေဖြစ်နေကြရတယ်ဗျာအာဒါပတ်စံတွေကို NUG ကခိုးလိုက်တယ်တော့ဘသူကဘုံလိုက်တယ်တော့ဗာစသည်ဖြစ်မို့နော်ဝင်ကြီးတွေကသုံးအလွဲသုံးသားလုပလိုက်တယ်တော့စရင်ရှင်းတာမမှန်ဘူးတော့နော်ဒါမျိုးတွေလည်းကျွန်တော်တွေ့ရတယ်ဒီကိစ္စတွေကဒါငွေကောက်ခံတဲ့လူတွေရောဒါကိုသုံးဆွဲတဲ့လူတွေရောဒါသူတို့ထေကိုထေရှင်းရမယ့်ကိစ္စတကူပဲဖြစ်ပါတယ် အဲ့တော့ဒီငွေတွေပျောက်သွားတယ်လေဒီငွေတွေအမှန်တကယ်အသုံးဝင်ရှိနေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီအဲကာကွယ်နိုင်မှုကတော့အခြေအနေကနေပါမှာပဲဒါဒီဘယ်လောက်မှမဟုတ်ဘူးလို့ကျွန်တော်ကတော့ဒီလေလံမှုတွေရတော့ကျွန်တော်သုံးသပ်မိတယ်အဲဒါပေမဲ့အရေးကြီးဆုံးအချက်ကတော့ဘာလို့တို့အဲ့အချိန်မှာတည်သူကို force out ပေးခြင်းလို့လုပ်တာလားဒို့မဟုတ်တကယ်ပဲဒီ NUG ကိုယ်တိုင်ပါဝင်ခဲ့တာဖြစ်တဲ့အခါကျတော့ဒီကာကွယ်ရေးဝန်ကြီးတို့ဘာလို့က သူတို့ဒီကိစ္စတွေပေါ်မှာနားလေတက်ကြွနိုင်မှုပဲမရှိလို့လားတော့မသိဘူးပေါ့နော်ဒါပေမဲ့သူတို့တခြားပါရွေးချယ်နေရှိလို့ဒီပတ်သက်နေကောက်ပြီးတော့ဘာတွေလုပ်လိုက်လဲကျွန်တော်ဒီနေရာမှာမဝေဖန်ဘူးအဲကျွန်တော်သိလည်းမသိဘူးဒါပေမဲ့သေချာတခုကတော့ကျွန်တော်ဒီလေချောင်းရံတက်တနာထေရှင်းကိုထေရှင်းမှရမယ်တက်တနာပဲအဲ့တော့ဒီကျွန်တော်တို့ဒီအိုးဒိန်တွင်ဟိုဘုံကြီးခံပြီးတော့တောင်းရင်တော့ကြာမှကျွန်တော်ကဘာလို့ဒီဗီဒီယိုလုပ်လဲဆိုတော့ ျွန်တော်ဒီရက်ထဲမှာဖတ်ဖြစ်နေတဲ့စာအုပ်တော့ရှိတယ်။အဲ့ဒါတော့ဒီ journalist ပေါ့နော်ဒီ party literary ဒီဗမာတီရစ်စစ်နဲ့ပတ်သက်ပြီးကောင်းကောင်းမွန်မွန်သိရှိတဲ့ကျွန်တော်ကျွမ်းကျင်သူပေါ့နော်ဒီပုံကောကနေပြီးတော့ရေးခဲ့တဲ့စာအုပ်တော့ရှိတယ်။ဒါကျွန်တော် Jake Lang လို့ခေါ်တဲ့ကြောက်စိမ့်ကြီးပေါ့နော် The Land of Jake ပေါ့နော်။အဲ party literary ရေးတဲ့စာအုပ်ပါ။ဒါကိုကျွန်တော်ဒီမှာကိုနိုင်ဦးဘာသာပြန်တာလေးကျွန်တော်ဖတ်ရင်းနဲ့တချို့စာမျက်နှာတွေမှာဗာတွေ့ရလဲဆိုတော့ဒီ1985မှာတဲ့ February 24မှာအန်ကောဘုံရွာကိုမာဆလတ်လေးရင်တွေပြန်နေအဲနောက်ပြီးတော့နိုင်ရင်ငယ်ကြောင်လေးရင်တွေနဲ့ပြစ်တယ် ဟိုနောက်တစ်ခါကျတော့ဟိုမက်စတာ29ရဲ့နေ့မှာလည်းဒီလိုပဲခင်တောင်းရံနဲ့ဘွမ်နဝိုင်းရွာနှစ်ရွာပေါ်မှာဘုံကျဲခဲ့တယ်ဆိုတော့စာနေတာလေးကိုကျွန်တော်သွားတွေ့မိတယ်။အဲ့တော့ဒါဒီ1985ဆိုကျွန်တော်ဒီ1985ခုနှစ်မွေးတဲ့သူတယောက်ဖြစ်တယ်။အဲ့တော့1985ကနေအခု2025နေ့ဆိုနှစ်ပေါင်း40ရှိပါပြီ။နှစ်ပေါင်း40ရှိပါပြီ။ကျွန်တော်တို့အရင်တော့မဆာလာစစ်တက်လို့ခေါ်ကြတယ်၊နဝတနာဖလို့ခေါ်ကြတယ်၊အခုစာကဆာလို့ခေါ်ကြတယ်နော်။ဒီမှာစစ်တက်ကဒီလိုလေချောင်းကိုအသုံးပြုပြီး ဒီရတားတည်သူတွေပုံမှာစိတ်ရဆုမှုကျူးလွန်တာဒီလူသားမျိုးတွေပုံကျူးလွန်နေရဆုမှုဒီဇက်တိုက်ကျူးလွန်နေတဲ့အပေါ်မှာကျွန်တော်တို့ဘာမှအခုတတိတော်လိုင်းအင်အားစုတွေဘက်ကကျွန်တော်လှုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးဒီတက်တနာဒီနှစ်40ရှေ့မှာလည်းရှိခဲ့မှာပဲနှစ်40ရှေ့ရတက်တနာအခုနှစ်40လည်းကြာလာပြီကျွန်တော်ຫນွေဦးတော်လိုင်းရင်းဆိုရင်လည်းဒါ2021က2025တော့ဒါ6နှစ်အတွင်းရောက်လာပြီဒီအချိန်ထိကျွန်တော်စီမှာ ဒီဟာနဲ့ပတ်သက်ပြီးထည့်ရှင်းဖို့နီလန်ခိုင်ခိုင်မာမာမတွေ့ရသေးဘူးအဲသူ့ဘက်သူဟိုအစုအဖွဲ့လိုက်เนาะအမအရက်ဖက်အဖွဲ့စည်းတွေเนาะဒီလိုနိုင်ငံတကာအဖွဲ့စည်းရဲ့အဖွဲ့စည်းလိုက်ဒါတွေကိုလှုပ်ရှားဆောင်ရွက်နေတာရှိပြီမြေကျွန်တော်တို့ဟိုဟာဒီဘယ်လိုပြောမလဲဟိုဂုတတိထိထင်တာနင်တာထိတာတဲ့အောင်ပွဲကျွန်တော်တို့မရသေးပါဘူး လေကြောင်းနဲ့ပတ်သက်ရင်ကျွန်တော်မနစ်က2024ခုနှစ်အတွင်းမှာဆိုရင်တော့လေရင်အစည်းရေနော်ကျွန်တော်တို့3 4 5စီးကိုကျွန်တော်တော်လိုင်းအင်အားစုတွေကဖြတ်ချတက်ချနိုင်နေတာရှိရဲထို့အတူပဲသူ့ဘက်သူတက်ချတဲ့လေရင်တွေလည်းရှိခဲ့တယ်အဲဒါမဲ့ကျွန်တော်တို့ဒီစနစ်ကြပြီးတော့ဒီဟာကြတဲ့ကျွန်တော်လေကြောင်းရံကာကွယ်လုပ်ငန်းကအခုချိန်ဒီလုပ်နိုင်တာမရှိသေးဘူးဒါကျွန်တော်တို့တော်လိုင်းရဲ့အဓိကအားနေချက်တစ်ခုလူတိုင်းသိပြီးသားအားနေချက်ပါကျွန်တော်ဆရာကြီးလုပ်ပြီးဆဆရက်ကလုပ်ပြီးပြောတယ်လို့ထင်နေဆိုရင်လည်းကျွန်တော်တောင်းပန်ပါတယ်ဒီဗီဒီယိုကြည့်ပြီး ဒါဘာမှစဉ်းစားချက်မရဘူးဆိုရင်လည်းပေါ့နော်အဲ့တော့အဓိကအချက်ကတော့ဘာလဲဆိုကျွန်တော်ဒီအချိန်မှာအဲကျွန်တော်ဟိုကျွန်တော်ကနည်းနည်းခေါင်းသီးခေါင်းတော့တရားအဲ့လိုဟိုစီးလုံးရမယ်တော့ဘုံရံသူကိုတတ်ရမယ်တော့စူပေါင်းရမယ်တော့အဲ့လိုဖန်တရားတင်နေကိစ္စကြီးကျွန်တော်မပြောချင်တော့နော်လူတွေဆိုတော့လက်တော်အတူရှင်မညီတာတရားနိုင်ငံရေးအယူဝါဒတွေလူမျိုးရေးတွေအဲကျွန်တော်တို့ပုံကိုယ်ရေးယုံကြည်မှုတွေနဲ့ပေါင်းဆက်ထားတဲ့ဒီတော်လိုင်းအင်အားစုမှာဟို variety ဖြစ်ပြီးတော့ကျွန်တော်စုံလင်ကွဲပြားပြီးတော့ဟိုဟာထစ်နေတဲ့အပေါ်မှာတော့ ဒါဒါဟိုကကျွန်တော်တို့တော်လှန်ရေးဒီမိုကရေစီရဲ့တရုတ်လက္ခဏာပဲဒီမှာကျွန်တော်တို့ single narrative လို့တသွေးတသက်သမိုင်းနဲ့သွားနေဖို့ဆိုတော့အင်မတန်ခက်ခဲပါတယ်ဒီလိုအစုဖွဲ့တွေကြားထဲမှာလေချောင်းရံနဲ့ကပတ်သက်ပြီးတော့ကျွန်တော်တို့ဘာလုပ်လို့ရမလဲကျွန်တော်တို့ကာကွယ်ဖို့သင့်ပြီးကျွန်တော်တို့တေးချကြစဉ်းစားနေလိမ့်မယ်လို့လည်းညှော်လင့်ပါတယ်ဒါလူတိုင်းစဉ်းစားနေကြပါလိမ့်မယ်ဒါပေမဲ့အရန်နောက်ကျနေပြီလားလို့ကျွန်တော်တွေးမိတယ် ်အခုဒါဆက်ဆက်ပြီးတွေးကြည့်မယ်ဆိုရင်ဒီလေချောင်းရံဟောတာကျွန်တော်တို့ရှင်းလင်းနိုင်နေဆိုရင်ကျွန်တော်တို့လာရှိုးတို့ဘာတို့ပြန်ပေးစရာမလိုဘူးနော်အခုဒါ TNLA တို့နော်ဒါကျွန်တော်တို့ MMDA တို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေမှာတခုအားလေဒီလေချောင်းနဲ့တိုက်ခိုက်ခံရမှာတို့ထိန်းချုပ်ထားတဲ့မျိုးတွေကအယက်သားတည်သူတွေရောဒီစစ်တပ်ကဒီလိုစေရစမှုကျွလုံးမယ်ဆိုတော့တိနေတဲ့အခါကျတော့ဒါဒီလေစိတ်မေးရသေးတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေး7မိနစ်လောက်ရှိပြီဆိုတော့ညီကုန်းချုပ်ရမယ်ဆိုရင်ကျွန်တော်တို့အဲဗမာဒီမှာ ဘုံကျဲတိုက်ခိုက်မှုနဲ့အရသာပြည်သူတွေတက်ထက်ခံရမှုသည်အရေအတွက်မနှဲလာတော့ပါဘူးတော်လန်ရေးကိုလည်းအဓိကထိခိုက်တောင်းတော်လန်ရေးမှာပါဝင်တဲ့တော့ရက်ရွာတည်သူတွေပုံမှာနာကြီးအောင်ဒါစစ်တပ်ကရွေကျဲချစ်ချစ်လုပ်နေတယ်ဆိုတော့ကျွန်တော်သိဖို့လိုတယ်ကျွန်တော်ဒါတွေကိုစနစ်တကျကာကွယ်ဖို့လိုတယ်ဒီကိစ္စကိုအ мян ဖြေရှင်းမှာပဲကျွန်တော်ຫນွေဦးတော်လှန်ရေးမှာဒီတက်ပို့ပြီးအောင်မြင်တဲ့အဆင့်တစ်ခုကိုတလန်းနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုကြည့်ပြတဲ့ အဲရဲဘော်တွေမိတ်ဆွေတွေအနေနဲ့လေဒီလေချောင်းရံကာကွယ်ဖို့ပေါ့နော်ညီမစစ်တက်ကရသားတည်သူတွေကိုတိုက်ခိုက်တက်ဖြတ်နေလေချောင်းရံကာကွယ်ဖို့အတွက်ကျွန်တော်ဘာတွေလှုပ်ဆောင်တင်လဲအဲနောက်ပြီးတော့အဲ့လိုတော်လှန်ရေးအစုဖွဲ့အသီးသီးပေါ့ဗျာလက်နက်ကင်တော်လှန်ရေးအင်အားစုတွေနောက်လူမျိုးစုလက်နက်ကင်တော်လှန်ရေးအင်အားစုတွေစသည်ဖြင့်မို့ရှိကြတယ်တစ်ဖက်မှာဆိုရင်လေဒီလိုဒီတော်လှန်ရေးအစုဖွဲ့တွေရှိကြတဲ့အထက်မှာဒီကိုယ့်ရဲ့ဟိုဥဆောင်နေလို့ခံယူရတဲ့သူတွေခေါင်းဆောင်နေလို့ခံယူရတဲ့သူတွေကိုဘာပြောကြင်လဲပေါ့နော် ဘာလုပ်ရင်ထိရောက်မယ်လို့ခင်ဗျားတို့ထည့်လဲပေါ့အဲ့ဒါလေးတွေကိုလေကျွန်တော်ကွန်မန့်မှာမန်ပေးသွားဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်